အားလုံးမင်္ဂလာပါစီးရီးအထိပ်တီးကလပ်ဖြစ်တဲ့နာပိုလီနဲ့ဂျူဗန်တက်စ်ကဂျီရန်ဆန်ချိုရဲ့ပြောင်းရွှေ့ချေ25တန်းကိုပေးဖို့သဘောတူညီမှုရရှိခဲ့ပြီးဆန်ချိုအပြောင်းရွှေ့ကိုအပြီးသတ်နိုင်ဖို့လှုံ့ဆော်နေကြပေမဲ့လက်ရှိမှာဂျီရန်ဆန်ချိုက သူ့ရဲ့လောက်ခလာစာတပတ်ကို3သိန်းကျော်ကနေ2သိန်းခွဲထိတာချပေးမယ်ဆိုတဲ့အပြတနာကြောင့် ဣတိထေတိကလနသင်းစလောဆန်ချိုကိုခေါ်ယူမှုမှာအခက်အခဲဖြစ်လျက်ရှိတယ်။ဒါလက်ရှိမှာတော့ဆန်ချိုက United နဲ့သူကြာကြံရှိနေတဲ့စာချုပ်လာစာကိစ္စကို Man United ကစိုက်ပေးမယ်ဆိုရင်ဒါဆန်ချိုအပြောင်းရွှေ့ကဣတလီကလပ်အသင်းနဲ့ဖြစ်လာနိုင်ပွဲရှိတယ်လို့ဆိုပါတယ်။ Juventus ကဒီအပြောင်းရွှေ့ကအပိသက်တလောက်ဖြစ်ပြီး နာပိုလီကလည်းအပြောင်းအရွှေ့ခြေကိုပြီးတက်ပြီးလို့ယုံကြည်ထားပေမဲ့ဂျီဒန်ဆန်ချိုကိုလာစာရှော့ယူဖို့ကိစ္စဆွေးနွေးမှုမှာမအောင်မြင်ပဲဖြစ်နေတာပါတကယ်လို့မန်ယူနိုက်တက်ကဆန်ချိုကြံရှိနေတဲ့လာစာအကောင့်အကုန်လုံးကိုသူတို့ပေးမဲ့လာစာနဲ့ရှင်ပြီးတော့ကွာဟာချက်ကိုစိုက်ပေးမယ်ဆိုရင်တော့ဒီပြောင်းရွှေ့ကနှစ်သိန်းတည်းကတသိန်းဖြစ်နိုင်ပြီးတော့ဖန်နဘတ်ချီကလည်းခေါ်ပို့ဆန္ဒရှိနေပါတယ်